ကျေရည်တလအလေအမောအမေဘွယ်တရားကိုလည်းနည်းနည်းပါပါနှလုံးသွင်းရအောင်ပေါ့နော်အဲဆရာကြီးကတဝကနာစွန့်ခွာထောက်တာပါပဲမြတ်စွာဘုရားပြိတိပံသံဃာကြီးပါရှင်ဏ္ဍာကပုစိတ္တကရောက်ပြီးတော့ဆောက်ထားတာတွေကိုအကြောင်းပြုတော့မြတ်စွာဘုရားက နစ္စရိယကောပနေတံအာနန္ဒယံမနုဿဘူတောကာလံကရိယံအနန္တလူပြေရောက်လာပြီးတော့တဝခန္ဓာစွန့်ခွာရတယ်ဆိုတာအဆံပုတ်ဘူးတမားရပြောပြောရတယ်တေရကအဆံပုတ်ဘူးလို့ဆိုလို့ပြောတာပေါ့နော်အဲတေရကအဆံပုတ်ရင်ဘာအဆံဟုတ်လဲဆိုတော့နေရာအဆံတယ်နော်ဘာအဆံတော့ ဲဆက်မီတော်တက်ပြောမယ်ကျတော့ဘုရားဗလာတာဘုရားကမသားအတွက်ပွင့်လာလို့လို့ထင်ပုံရတယ်တေးပြီးတယ်အပေမကြဘူးပြောတယ်နေတော့ဘုရားကနေတော့မှနိဗ္ဗာန်ရဖို့အဲ့ဒါကိုသိဝင်စားဘူးနော်အဲနေတာကယဉ်ကျူးဘာယဉ်ကျူးနေတာကယဉ်ကျူးတယ်အခုနေရတာကကောင်းခြင်း၃ပါးနဲ့ပြည့်စုံသောနေခြင်းနဲ့ရှေ့ဆရာတော်ကြီးက ကာလာအဖြစ်နဲ့တာနာတွင်ကာလာဆိုတဲ့ကာလာကောင်းနဲ့ကျုံနေဒေတာအဖြစ်နဲ့တာနာတွင်းရဒေတာဆိုတဲ့ဒေတာကောင်းနဲ့ကျုံနေပုဂ္ဂိုလ်အဖြစ်နဲ့တာနာဝန္တဆရာတန်ဃာတော်တို့ဆိုတဲ့ပုဂ္ဂိုလ်တွေနဲ့တက်ကြွလာလို့ကောင်းတယ်ဆိုတော့ကာလာလည်းကောင်းတယ်ဒေတာလည်းကောင်းတယ်ပုဂ္ဂိုလ်လည်းကောင်းတယ်အဲ့လိုကောင်းခြင်း၃ပြာနဲ့ပြည့်စုံရခိုင်ပါနေရာတိတ်အရေးကြီးပါတယ်နော် ဆိုတော့နေသွားကြတဲ့သူတွေအခုလည်းနေနေရတဲ့သူတွေပြင်းလေထွက်ခွာသွားကြမဲ့သူတွေအဲ့ဒါနေပြီးတော့ထွက်ခွာသွားကြတဲ့သူတွေဟာလောကမှာနှမျိုးနှဆန်းရှိတယ်တဲ့ပထမကတပင်းကြီးကိုတိတိမာမာသိပြီးတော့နောက်ဆုံးချိန်မှာသိရလေကျွေးသလို့ လူမသိသူမသိဘယ်သူကမှလေစာသိမှရကောင်းမှမသိဘဲနဲ့ကြွေပါတဲ့ပုံကိုယ်တွေလည်းရှိတယ်တဲ့။နော်ဒါကြီးဒီဝိုင်းကြီးကြောက်မှာပါ။ဟိုဝိုင်းကြီးပဲရှင်ရင်ကစပြီးတော့ပေါ့ဗျာ။အဲတမန္တဝန်ကြီးပို့ချုပ်ဘယ်ပုံကိုယ်ညာပုံကိုယ်စပြီးတိတိမမကြီးနေသွားတယ်။ဒါပေမဲ့သူတို့တည်သွားတဲ့အခါကျဘယ်သူမှမဟုတ်ဘူး။တဆုတ်တရားဝန်တဲ့ချင်းကြည့်ကြတယ်တခုမှမဟုတ်ဘူး။ မဖြစ်ဘူးလို့ပုံပေါ်ရတယ်ရှင်းသေးတယ်နော်အဲအဲ့ဒီပုံပေါ်ရကညာစရာတက်တော့မင်းမော်ရောဒီလိုပုံပေါ်ရတဲ့နတ်ပြည်ပဲသွားသွားဗြဟ္မာပြည်ပဲသွားသွားဘုရားထာမောင်းနိဗ္ဗာန်ပဲရောက်ရောက်တရားထင်တာရောက်ဆန်းရောက်ဆန်းပါစေငါတို့လူပြည်ဒင်းမနေလေဇေဘဲပူလာတဲ့ငယ်ချင်းကိုလည်းကြာလေးတော့ပေါက်ဖူးတယ်နော်အဲ့လိုပုံပေါ်ရလည်းရှိတယ်နေတော့မှ တတကြီးလို့နေတယ်သေတော့တိမ့်ရဲ့လေးကျွေးတယ်တိမ့်ရဲ့လေးတိမ့်ရဲ့ကျွေးတာဘာလို့လဲယောဂီတွေဘာလို့လဲအမိုက်လဲပြထားတယ်အဲ့ဒါတော့အမိုက်လဲတော့ပဲသဘောထားခံရတဲ့ပုံကိုယ်လေးရှိတယ်။တချို့တိရက်ကလေးလိုနေပြီးတော့တပ်ပင်ကြီးတပင်နေသွားတယ်လို့ပဝန်းကျင်ကိုရိုက်ကပ်ပြီးတော့ဒီနေရာကိုရင်တစ်ခုလုံးကွက်လာလာလာလေးလေးပြန်ရဲအောင် နေကြကြွေကြတဲ့ပုံစံတွေလည်းရှိတယ်ဆိုတော့ဒီလိုက်မှဆရာတော်ကြီးအမြဲတရားဟောတာဘယ်တမန်ကြီးကမှသူလောက်တရားဟောမယ်လို့မထင်ပါဘူးဒါပေမဲ့ဘယ်ငန်းတော့မှမှစိုက်ပုတ်ဆိုရှင်လည်းမရှိဘူးအဲဒီကြောင့်မှလည်းမရှိဘူးဒီနေ့သူလုံးကလို့သိရလေနေသူတို့ကိုနေသွားတာပဲဒါပေမဲ့သူတဘွားခန္ဓာဆက်ခါသွားပြီဆိုတဲ့အခါ ဒီတိုင်းမာစီရိတ်တာတစ်ခုတည်းမကဘူးเนาะမာစီကမ္မဋ္ဌာနာအဖွဲ့ကြီးတစ်ခုလုံးတည်းမကဘူးဘုရားတို့ပฏิပတ်တိသာနာတော်ကြီးတစ်ခုလုံးအတွက်ပါတကယ်လို့ကိုဟာကိုယ်လက်ကြီးတစ်ခုဘာနဲ့အစားတော်ဖြစ်လဲရမှာမသိတဲ့ကိုယ်လက်ကြီးတစ်ခုဖြစ်နေကိုဖြစ်ပြန်ခဲ့တာအဲ့လိုနေသွားတယ်ပုဂ္ဂိုလ်ကြီးတကယ်ချက်ပြောကြလဲလို့ဒီကဘယ်ရဲ့ ပေါင်းကရင်ရင်ထဲမှာပုံပြီးတော့ဟာလာဟင်းလင်းဖြစ်ပြီးတော့ဆံမလေးနဲ့အဲ့လိုနေသွားတဲ့ပုံကိုယ်တွေလည်းရှင်းတဲ့ရင်ထဲမှာဘာနဲ့အစားထိုးအပန်းကိုမသိတော့ကိုယ့်အတွက်ချစ်စမြတဲ့ပုံကိုယ်လို့ဆိုတာပေါ့နော်အဲချစ်စမြတာဘာလို့ချစ်စမြတယ်အဲ့လိုလည်းတွေ့ရတယ်လောကမှာတဲ့ခုနကောင်းကျင်းသုံးမြာနဲ့ပြည့်စုံတဲ့ဘုရားဘုရားကို ရောက်လာတဲ့ပုဂ္ဂိုလ်တွေမိမိတို့ရဲ့ကံမျိုးစေ၊ပါရမီမျိုးစေနဲ့ထိုက်တာအစီပြန်ပေါက်တာလို့ဆိုရင်အချက်လေးချက်လိုပါလေတဲ့။ဒါကပဋိရူပဒေသဝါဒဖြစ်တဲ့ကိုယ်ရင်းသွင်းတဲ့တိုင်းရာဒေသပြပဲဒါနိဗ္ဗာန်ရောက်ဖို့ပါရမီမျိုးစေရှိတဲ့ပုဂ္ဂိုလ်တွေဆိုရင်ဒီတဏှာထုံးရတဲ့ဒေသဖြစ်ဖို့လိုတယ်ပေါ့လို့ တဲ့တဲ့ပဋိရူပတိတဝါဒအဲ့လိုတလျောက်ပတ်တဲ့အရတ္ထေသမှာလည်းနေခွင့်ရပါမယ်။တပ္ပိတုဘနိတ္တယမင်းမျိုးမျိုးစီကိုပေါ့ရအောင်မြတ်တန်ဆိုင်ပြုနိုင်စွာရှိတဲ့သူတော်ကောင်းတို့ကိုလည်းမိခိုးခွင့်ရရမယ်။ဖြင့်ဘုရားသခင်တော်ပုညတာရှေးတိကံပါရမီလည်းရှေ့ရပါ အထက်ကနောက်ဆုံးကတော့အတ္တတမပဏိတိမိမိကိုယ်ကိုအမြင်ဆုံးဒီဒီဆောက်နိုင်စွာလည်းရှိရမယ်အဲ့ဒီလေးချက်အဲ့ဒီလေးချက်ကိုတံပတ်တိဆက်လို့ခေါ်ပါတယ်နော်ပြည့်စုံမှုအတွက်စေရေတရားတစ်ခုလို့ဖြင့်မြန်စေတဲ့အထောက်ပံ့၄ခုပေါ့နော်ဒေတာရေပုဂ္ဂိုလ်ရေကံရေ င်းကိုစောင့်နိုင်စွမ်းရပေါ့နော်အဲ့ဒီထဲမှာခရဆရာကြီးကတော့ဒီထဲမှာအဓိကပုံဝေကတာပုံညာသာရှေ့ကံပဲရှေ့ကံကောင်းလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကိုသူတော်ကောင်းနဲ့တွေ့အောင်လဲကံကပဲပို့ပေးတယ်တင့်လျော်တဲ့အရာနေရအောင်လဲကံကပဲစီမံပေးတယ်ကိုယ်ကိုယ်စောက်တည်နိုင်စွမ်းရှိအောင်လဲကံကပဲ စီမံပေးတယ်လို့အဲ့လိုဖွင့်နေပြန်တော်တော်များများလည်းအဲ့လိုယုံကြည်တယ်အဲ့လိုမယုံကြည်တာဥစဉ်တော့ရှိတယ်ဥစဉ်ကမယုံဘူးပဲအတရားမဖြစ်တာကကံကောင်းလို့နေပါရောက်တယ်လို့ရှိကိုမရှိဘူးအဲ့တော့ဒီဘာမှပြောင်းလဲအဲ့ဒီကိစ္စအတိတ်ကံကြောင့်ဆိုရင်တော့ဗီဇပေါ့ဗီဇကအဓိကတပ္ပတ္တဝနေတရားဆိုရင်တော့ပတ်ဝန်းကျင်ပေါ့ ပဝန်းကျင်ကအဓိကဒီစားကအဓိကလားပဝန်းကျင်ကအဓိကလားဆိုတာတချင်းကအကြည့်ချင်းညင်ညာတာအဲတော်တော်တချို့သမယောကြအုပ်စုကဒီစားကအဓိကအဲ့လိုပြောတယ်နည်းနည်းလက်ဝဲတန်တဲ့ပုဂ္ဂိုလ်တွေကတော့ပဝန်းကျင်ကအဓိကလဲဆိုပြီးတော့အဲ့လိုညင်းကုန်ဖြစ်တာအဲ့ဒါတပြေကဆရာတော်ကြီးရဲ့ဘေးကြီးနေပြကို ဖတ်လိုက်တဲ့အခါမှာအဲ့ဒါဆရာသားကြီးကတော်တော်ရှင်းတာရပုဂ္ဂိုလ်တစ်မျိုးရှိပါတယ်ဒီဖရာတာနာတော်မှာမုတ်ချက်ဖရာရှင်ရဲ့တတ်တော်ထေရှားရှိစဉ်ကာလအတွင်းမှာမုတ်ချက်ရဟန္တာဖြစ်မဲ့ပိစိမဝိကတာပုဂ္ဂိုလ်ဆိုရင်ပိစိဟာတိကသူရဲ့ကံပါရမီကအဓိကပါတဲ့ဆရာကြီးဥပမာတွေထုတ်ပြပါတယ်ဥပမာ လက်ဝဲရလက်ရရလို့ဆိုရင်သင်စည်းဆရာကြီးရှိရောက်နေပေမဲ့သူတို့ဟာမေတ္တာတိတိဖြစ်တဲ့ဒီကုန်းချုပ်ရမှာမဟုတ်ဘူးဒီဖျံလက်ထက်ကလက်ဝဲရလက်ရရအတိမြင့်တဲ့ရဟန္တာဖြစ်ဖြစ်ကိုဖြစ်ရမှာဖြစ်တဲ့အတွက်အချိန်မီတရှင်အရဇိမထေရနဲ့တွေ့ပြီးတော့မြတ်စွာဘုရားရောက်လာတယ်အဲ့တော့ဗိဇာအဓိကပဲ။အလားတူပဲအေကုဋေမာလာကြီးစေ လူပေါင်းများစွာကိုတတ်တယ်ဒါပေမဲ့သူကဒီဘုရားလက်ထက်မှာမုစ္စာရဟန္တာဖြစ်ကိုဖြစ်မှာဖြစ်တဲ့အတွက်နောက်ဆုံးမေတ္တာဖူတာဖြစ်တဲ့ဘာတုကာရကကံကြီးထိတ်ခံကြီးမှာဘုရားကရောက်လာပြီးတော့တပ်ပရိသဝနိတ္တယာရတယ်ပြီးရင်တော့အတ္တတဘာဝိရိယမိမိကိုတိဆောက်ပြီးတော့မှရဟန္တာဖြစ်သွားတာပါပဲเนาะအဲအဲ့လိုပုံပုံတွေကတော့ပိစဟာအတိကပဲ ကံပါရမီကအဓိကပဲအဲ့လိုပုဂ္ဂိုလ်မဟုတ်ဘူးဆိုလို့ရှိရင်တော့ကံအဓိကပုံကံတိတ်ကိုအရေးပါတဲ့အစ်မပုံဘာအဓိကလဲနော်ဘဝဉာဏ်အဓိကဘဝဉာဏ်အဓိကအဲစရိယဥမာလေးတစ်ခုတော့ထုတ်ပြပါမယ်အဲဥစ္စာတို့အားလုံးသိရင်ဗုဒ္ဓဘာသာနဲ့သိရင်ဂရေ80တတိယသားဆိုပါတော့ ပရိသေရှင်80ရဲ့အရွယ်နုံးနေပြီဘာမှလုပ်နေသားမရှိတော့ဘူးဆိုတော့ဘုရားကြောင်းတဲ့ပါသမီးအနေရဆိုခွက်လက်ဆွဲပြီးတော့တောင်းစားရဲဆိုတာဒီစွန့်ကြံကွန့်ကြံနေတောင်းစားတာမဟုတ်ဘူးဘုရားလက်ထက်ကဒီလိုဥဒ္ဓရဘုရားပြီးလက်ရှိဖုံးပြီးကြောင်းရင်စွန့်ဖို့ကွန့်ဖို့တွေလည်းမရှိဘူးဘာစားရဲဆိုတော့ဟိုနောက်ဆုံး80မဲစုလေးဦးငင်အောင်စားပြီးတော့တပည့်ကိုဆေးပြီးတော့တွန်းနေ အဲ့ဆင်းရဲအဲ့ထက်မှာထမင်းလုံးတွေပါတာကိုခွက်နဲ့ထိုးကန်ရေကိုစစ်အဲ့ဒါလေးတွေကိုဆယ်ပြီးတော့စားနေရတဲ့အဖြစ်အဲ့မှာမြတ်စွာဘုရားကဆန္ဒနာကိုအဲ့ဒီတောင်းစာနေတဲ့ပြင်မအဖိုးကြီးဖွားကြီးမြင်နေဘုရားမြင်ပါတယ်ဘုရားတဲ့အေးသူတို့ဟာတဲ့အဘဒံကံအစင်တမ်းမြတ်တယ်ဘယ်လောက်မြတ်တယ်လဲဆိုရင်ပထမအရွယ်မှာ လောကီစီးပွားဥစ္စာကိုရှာလိုက်ရင်လည်းပထမဒန်းစားတစ်ထည်ကြီးဖြစ်နေတယ်။စီးပွားမရှာဘဲနဲ့တရားရှာရင်လည်းပဲယောက်ျားကယဟန်ကမိန်းမကအနာဂံဖြစ်နေတော့ဟိပါရမီလည်းအကြီးစားရဲ့လားယဟန်ကဖြစ်နေတယ်။ဒါပေမဲ့သူတို့ဟာမဖြစ်ဘူး။ဘာလို့လဲကိုယ့်ကိုယ်တိဆောက်နိုင်စွာမရှိဘူး။ဘယ်လိုတိဆောက်နိုင်စွာမရှိတာလဲဆိုရင်တော့ ဘုရားဘုရားဘာသာကြီးကြားဦးတယ်လေဒီကလေး၈၀တထေသားကအရွယ်ရောက်လို့ပညာသင်ချိန်မှာသူများသားသမီးတွေပညာသင်တတ်တော့မိဘချင်းခေါ်ကြည့်တာမေတ္တာသမီးကမေတ္တာကပညာသင်မလို့ဘူးလားဆိုတော့ပြောလေတို့မှာကလေး၈၀ကျော်ပါတာတေသားတယောက်ပဲကြီးတာအဲ့တို့တက်တက်စားလို့မကုန်ဘူးလေအဲ့တော့ဒုညောင်းခံပြီးတော့ဆရာညွန်ညင်းခံပြီးတော့ပညာသင်စရာ မလို့ဆိုတော့မဖြစ်ဘူးအဲ့တော့ဘယ်တပ်ပုရိပါနဲ့မှသူမတွေ့ရဘူးဘယ်တော့တပ်ပုရိပါနေတရားကြီးဖြုတ်တဲ့သွားတယ်ကနောက်ဆုံးတော့ဘာဖြစ်သွားလဲဟုတ်တယ်သူမိဘတည်းတော့သူကတရား70ရပါတယ်အလားတူပဲသူလိုပဲမင်းမဆုံးမှာပါမဆုံးမှာတထေတပီလို့ပြောပါပဲတရား70ကျွဲသွားတယ်တထေတပီတယောက်နဲ့အိမ်တော်ကြတယ်ဆိုတော့တို့တရား60တောင်ကျွဲသွားတာဒါပေမဲ့ဘာလို့မှမသိဘူး ဘာလို့ဘာမသိဘူးပြောတယ်။ဒါပေမဲ့ခရီး80သထေးမင်းဆိုပြီးတော့အဲတို့ဘာကြီးတို့ဂျိုင်းခေါ်လာပါဆိုအဲ့ဒီဆဲဘုံကြီးတန်းပြီးတော့ဘယင်းကြီးကိုမြို့ရက်တန်းဖြတ်ပြီးတော့အခါစားဝင်ရတယ်။အဲ့တော့လမ်းမေးတွေ့တဲ့လူတွေကအလကားသထေးပါကွာမိမွေဖမ်းမရလို့သူစွမ်းသူစားဘာမှမရှိဘူးမိဘလေးစွာခိုင်စားနေတဲ့လူဆိုပြီးတော့ပြောပြောအဲ့ဒါအများကြီးပြောတာကြားရတဲ့ခါကျတော့သူကမခံနိုင်တော့ဘူး ်ရင်းနဲ့စိတ်ကြီးတော့တခါကအဲအဲ့လိုစိတ်ကြီးရင်းနဲ့လာတော့အဲညွတ်ပြတဲ့နေရာမှာအမှုသမားတွေအောက်စာပြောပါလားကိုလုံးမှာတော့အဲ့ဒီလူကြီးကပါးလေးကရှိပါမယ်အဲဟာသူတို့ငါလုံးအဆောင်အယောင်တွေဂျိုင်းနေရှိဘူးအဲ့ဒီလူကြီးပါးလေးကနဲ့သူတို့ကတော့ပြောနိုင်လားကြီးလားဘယ်လိုများပြောနေတော့ဆိုပြီးသွားလေလာတော့ဘယ်လိုပြော တောက်ပြီးတော့ပြောနေရတာနော်ဟာလှုပ်လဲပြောလို့ရတာပဲဆိုတော့ဒီစင်သူလဲတောက်အောင်ပါပဲလေတော့ဝင်တောက်လိုက်တာနော်ခုနမိဘလို့စားထိုင်စားနေတယ်ဆိုတော့အပြောရတော့လွတ်သွားတာပေါ့ဗျာသူကထိုင်စားတာမဟုတ်တော့ထိုင်တောက်တာဖြစ်သွားတယ်နော်အဲ့လိုဒီနေအပေါင်းသေးနဲ့ပြောရင်ပါရင်စီပေါင်းစာပြက်ပြီးတော့နောက်ဆုံးညောင်းချမ်းပါတောင်းစားသွားတယ်ဒါဆိုလို့လေ မုတ်တပနိတိယဆိုတာတမုတ်တပနိတိယဆိုတာဗျဟိုကာနာဆိုတဲ့ဘုံသာနာရင်ကာလာဒေတာဆိုတဲ့ဘုံဘုရားနဲ့ရဟန္တာအရှင်မြတ်ကြီးတွေတရင်သုံးနေတဲ့မြို့ရွာပါကိုလူဖြစ်ရတာဘာဆိုတာလဲဆိုတော့အဲ့တပုရတုပါနိတိယသူတော်ကောင်းကိုကပ်ခွင့်မရလည်းပဲဆရာကြီးကနောက်တစ်ခုလည်းပြောပြပါရဲ့အဲဒီ အဇတတမင်းသားလေးအိုက်တိုက်ပါပဲသူရဲ့ကံပါရမီမျိုးစေ့ကြည့်မယ်ဆိုရင်အနည်းဆုံးသောတာပန်ဖြစ်နိုင်တဲ့မျိုးစေ့ပဲဒါပေမဲ့သူကျတော့တပ်ပရိသူဒါတပ်ပရိသူဘာနိတ္တယအစာဒုတ်ပရိသူဘာနိတ္တယလို့ဆိုရမယ်ရှင်တေဝတ္ထနဲ့ပေါင်းပြီးတဲ့အခါဘုရားကိုစင်ကျင်တဲ့အုပ်စုတွေပါပြီးတော့သူလည်းဓမ္မတ္တဘုရားဖြစ်တဲ့ပိဋကတ်ကံကံကြီးကြီး ထိုက်သွားတယ်တဲ့အဲ့ဒါဆိုရင်ဘာဂတိကကြားလဲဆိုတော့တပ်ပရိသူပါနေတရားဆိုတဲ့သူတော်ကောင်းနဲ့ပေါင်းတင်ခွင့်ရရဟာအလုံးတွေအရေးကြီးပါလေအဲ့ဒီအရေးကြီးဆုံးကွက်လက်ကြီးကိုဆိုလို့ကျေးဇူးရှင်တိုင်းပါစီဆရာတော်ဘုရားကြီးအတိတပည့်တွေယောဂီတွေအလုံးလုံးဖြည့်သွားတယ်အဲ့ဒါ သူကျေးဇူးပါပဲเนาะအဲ့အဲ့ကျေးဇူးကြီးဆက်တော်အားဖြင့်လို့ဆိုတော့ဘယ်လိုဆက်ကြမလို့ဆိုတာရှိတယ်ဘုရားတော်ဘက်မှာတော့အဲရဟုတ်ရအောင်ကြာဟောကြီးပြတော်မူတယ်ဆိုရင်ခါရဲပြတ်တတ်တဲ့တလားတွေအေးယူကြီးအငိတ်တွေနဲ့တက္ကနာကြီးပူဇော်ကြတယ်ကသူကလည်းမတော့တော့အကူကတော့ရှိပါတယ်မြတ်စွာဘုရားပြိဋိဘံပြုစဉ်ကလည်းကောင်းငန်နေပြီးတော့ နောက်နောက်ဆိုင်ရင်းဒိရိယာတွေဒုရိယာတွေတိခတ်ကြတယ်တချို့ဝရုဏဝါရဏဆိုတဲ့နတ်တွေကလည်းလွတ်လည်ပြီးတော့ငိုကြတယ်အဲ့ဒီတော့နှလုံးမူလို့လို့ဆိုပြီးတော့မယူသင့်တဲ့ဟာကိုသူကဆွဲယူတယ်အဲ့ဒါဘာမှအစင်လာကြီးပဲအဲ့တော့ဘုန်းကြီးပြန်ပွဲဆိုတာဘာသာရေးကိုအကြီးအကျယ်ဖြည့်စည်တဲ့ပွဲကြီးတစ်ခုကိုဖြစ်လို့ဘာလို့ဆိုတော့အဲ့ဘုရားပြောတဲ့ဟာကြီးအဓိကဟာကမယူဘဲနဲ့နဗိယဖြစ်တယ် တာမန်တွေကိုယူတာပေါ့နော်အဲ့ဒီမြတ်ဗုဒ္ဓဘာသာပြင်းနေပါဆံဃာကြီးတွေကအရုဏကြောင်းပြပါပါအခုနောက်ပြောတော့ကောင်းရင်တော့စောင်းခြင်းဒုရီယာတွေလေတိမောပူဇော်ကြတဲ့နတ်တွေတသမီးတွေကပေါ်တယ်နတ်ပန်းတွေလည်းကျဲချတယ်လို့ပြောပါတယ်အဲ့ဒါကိုဆရာတော်တို့ဘာလို့နဲနဲ့နှုတ်တဲ့အရိယာတွေနဲ့ပုထုဇဉ်တွေကတအားတော်တို့ဖျားဘုန်းကြီးလာကြလားနတ်တွေကတော့လာပူဇော်ရတယ်လို့ ထင်ရမှာပါအဲ့လိုထင်တာကိုလည်းမြတ်စွာဘုရားရှင်ကလည်းဉာဏ်နဲ့သိဖို့ရပါတယ်အဲ့မှာကျန်ရတာကိုအနန္တငါဘုရားဖြစ်ဖို့လက်တည်းရှိကဘာသိပါမီဖြစ်ကြတာငါရဲ့နောက်ဆုံးရှင်ဒီလိုပူဇော်ခြင်းတွေနဲ့ပူဇော်တာကိုခိုင်းလို့လို့ဟုတ်ဘူးတဲ့ဘာလို့ဘုရားဖြစ်အောင်လုပ်ကြတာလဲဆိုတော့ဗုဒ္ဓဘောရိယငါတစ္ဆာလေးမှာသိသလို့ ဝိနည်းအားလုံးပြည့်စုံတယ်။တန်တော်ဓမေယငါရင်ကြီးသလိုဝိနည်းတတ္တဝါရင်ကြီးစေပဲ။တန်တော်ဓမေယငါငြင်းအေးမှုရသလိုဝိနည်းရငြင်းမှုရကြပဲ။နောက်ဆုံးတော့မုတ်တော်မောစရာငါတန်ត្រာဝိတ္တကမှာလွတ်မြောက်သလိုဝိနည်းရအားလုံးလည်းတန်ត្រာဝိတ္တကမှာ လက်ညာစင်မဲ့လည်းရွေခြင်းနဲ့ပွင့်နေတာဖြစ်တဲ့အတွက်ဒီပူဇော်ခြင်းညာငါကိုပူဇော်ခြင်းမြတ်သောပူဇော်ခြင်းမပြုဘူးငါဖျားဟောညွန်တဲ့အတိုင်းလိုင်းနာကျင့်သုံးခြင်းသီးတာငါဖျားကိုအမြတ်ဆုံးပူဇော်ခြင်းမိတယ်လို့သူတို့ပြောပါတယ်အဲ့တော့လက်နာစီဆရာတော်ရေးကလည်းဘာတရားဟောနေတယ်ဘာတရားဟောခဲ့တာ ။ဘုရားခန္ဓာဆိုတော့ဓမ္မဒိဋ္ဌာနဲ့ပါတော်တော်ရှားပါတာတရားကလည်းဘာမှစိတ်ဝင်စားတဲ့ဆရာတော်။ဘာဓမ္မပူဇာမကိုစိတ်ဝင်စားတဲ့ဆရာတော်။တရားပွဲတော့ကျင့်ပါရှင်သာဖျားဇေယကမတတ်နိုင်လို့ဆိုသူကဟုတ်ပြေးမယ်။ဆရာတော်။အမေရိကန်ကိုရောက်သွားတာဒါရောဆရာလေးမ။ဒါနဲ့ကပြောတယ်။ဆရာတော်ဘယ်လိုဘယ်လိုကြောက်အောင်လဲငါအဲ့ဒါကြီးကြီးလို့လာတာမဟုတ်ဘူးကွာတရားဟောနေလို့လာတာအဲ့တော့တရားဟောတာစစ်စစ် အတရားဟောပြီးပြန်လာအတော်ဆဆပါပါပဲဗျအဲ့လိုပုဂ္ဂိုလ်သူတွေနှစ်ပါးကြုံတယ်တိမိကရောဆရာတော့လဲဘာသာရောတဲ့ခါကျတော့မြန်ဖရားကိုလိုက်ဖို့ရသေးလို့ဒါကလေးကလျှောက်ထားတယ်အေးကွာအစင်းအောင်ကြောက်လေးနဲ့ထုတ်ထားတော့မြန်ဖရားခေါ်တော့ဘောအဲ့ဒါလေဂေါရမဖရားပဲတော့အယူရင်းများမှားစေနဲ့ကိုယ်ရင်ကဖရားလဲဂေါရမဖရားပါအဲ့တော့ဦးစိတ်ကြောင့်ဂေါရမဖရားရှိပါတယ်တဲ့နဖေးဖရားတွေလက်ကြည့်ကြ မလိုပါဘူးဆိုတော့ဘယ်မှမသွားဘူးအဲအဒီနှစ်ပါးတွေ့ဘူးလေအဲအဲ့ဒီလိုတရားကလွယ်လို့ပြင်သူသိသလားတပည့်ယောဂီကြီးသိဖို့သူငင်းအေးသလားဘလို့ငင်းအေးသွားတယ်တော့မသိဘူးဗျာတရားရတော့လောကဓာတ်နဲ့ပတ်သက်လို့အထောက်ခံနေရှိတယ်ပေါ့ဗျာနေနေမှမပြောဘူးနောက်ဆုံးဒီယောဂါကြီးနဲ့တုံလုံးလိုက်တော့လေအတူတင့်ခန္ဓာညည်းရညည်းပါ ဘာမှမရှိဘူးအဲ့လိုလူတိုင်းကိုနေသိချင်ပါတယ်တရားထူးဆိုတာဘလောက်ရလဲလို့တိုင်ချင်ဥစ္စာဘင်္ဂလာတော့ပါဘုထုတ္တလောကဓမ္မေဟိစိတ်တယတ္တနတ်ကမတိလောကရနဲ့ကြုံတဲ့အခါမတုံမလို့ဘယ်လောက်နိုင်ဆိုင်တယ်တရားခိုင်မှမတုံမလို့နေနေတယ်တရားမခိုင်ဘူးဆိုရင်တုံးလို့သွားတာပဲနော်အဲ ဲ့ဒါနဲ့တန်းရမယ်ဆိုရင်ဆရာကြီးအရိယာဖြစ်တယ်ဓမ္မထုံရရလို့ဥစဉ်မဆုံးလဲမဆုံးပြနိုင်ဘူးရတယ်လို့မထင်ပါဘူးသို့တော့လောကတော်ကိုမတော်မလို့ခံနေတဲ့နေရာမှာတော့အတော်ကြီးကိုခံနေတယ်ဆိုရင်သူရှိပါအဝဝတ္တနာလို့ဆိုရင်တော့တော်တော်သင်္ခါရုပ္ပခါလို့ခေါ်တဲ့သင်္ခါရလောကကြီးကိုဥပ္ပခါပြုထားနိုင်တော့အောင်ထိပပောရောရောအထုအထု တော်မူသွားတဲ့ဆရာတော်ကြီးပဲလို့တော့ဥစဉ်ကလုံးဝရှင်ကြည်ပါတယ်အဓိကနေရာချင်းကြောင့်လည်းယုံကြည်ပါတယ်ဥစဉ်ဥစဉ်တက်တက်မှာအင်္ဂါရနှစ်ပါးဟာဥစဉ်ရဲ့စံနေပါပဲတောင်ကြီးတိန်တော်ဆရာတော်ဗဒ္ဒနာသနာတိကရဲ့တစ်ချိန်မှာစီဆရာတော်ဥစ္စနာဝရရဲ့အင်္ဂါရတဲ့တွေ့ကြကြတာသူများနဲ့ဆက်ဆံရေးမှာတော့တိတ်တော့မပြေဘူးဒါပေမဲ့ဥစဉ်ကဆက်ဆံရေးကတော့အတော်ပြေတယ်ဒါတော့ ကိုလောကလောကလည်းဘာမှကိုအပေါ်ရစိတ်ဝင်စားတာပဲလက်လာပါသူသိနေအောင်ဆရာလေးနဲ့ဆိုဆရာနဲ့တူတူပဲဗျာတကယ်98နှစ်မှာပြန်တော်မူတာပါပဲအဲ98နှစ်လောက်ကျတော့ဦးဇေယျဒိန်တော်ဘာနှစ်20လောက်လိုက်တော့ပြန်သွားတဲ့ခါကျတော့ဦးဇေယျကမာရဥရိယဘုန်းကြီးကပြန်တော်မူရင်ဘာပစ္စည်းတွေကြံနေဆိုတော့ရှက်ကြောက်တာမရှိဘူးတဲ့သူများဆိုတော့လောဘတွေ နဲဖို့ရှော့ဖို့ဆိုပြီးဟောအဲ့သူများကလှူတယ်ပြည့်စည်နေကြတော့မပေးရမလို့ပဲတိတ်ထားပြန်တော်တော့ဘာတွေကြံခဲ့တာအလုံးရှက်စာကောင်းတာတဲ့အဲ့ကြောင့်ဒီဆရာတော်မကြားမှာဖြစ်စင်မှာအစိုးရကသမီးလာလှူတာတွေအကုန်လုံးကိုအစဲရဲပဲထဲကသူကကန်းကန်းအဲ့ဒါပရိယတိကြမဝင်စနေနေ့တိုင်းသူ့တကာတူကလာယူပြီးရန်ပန်းကိုအားတယ်ဥစဉ်ကတော့လေ ခုနတည်းပြောပြီးဥရိယဒီနားမှာတကယ်လို့ဒီလိုဗမာရဒေတဲ့နဝကမ္မစာရိတ္တဘုရုတွေ့ရင်အဲ့ဒါဆရာတော်ကြံတယ်လို့တော့တပိတော့ပြောမခံရစွာအစီနဲ့အဲ့ဒါဒီအကုန်လုံးကိုပရိယတိယာမဝင်ဖြစ်တဲ့တပိတော့လှူပေးသားလို့ပါပတ်လိုက်ပါလှူပေးလှူထားတယ်လို့တော့ပြောလိုက်ပါတပိတော့အဲ့လိုမှာသွားတဲ့ခေါင်းကြီး ဒီဘုန်းကြီးတပါးကိုဦးဇင်းတော်တော်အတူရပါတယ်။ဦးဇင်းလည်းတော်တော်တော့သူများနဲ့ထော်တော်ကန့်လန့်လည်းဖြစ်ပါတယ်။ဘာမှတိတ်ပြီးတော့ဂယုမဆိုင်လို့ပါပဲနော်။ဘာဖြစ်ဖြစ်အဲ့ဒီလိုလောကရာကိုမတော်မလို့နေပါလောကသားတွေသူတက်ကလူရဲ့အဲတာယာတတ်မဲ့နေတဲ့ပစ္စည်းဝတ္ထုတွေကို မตายရမတက်ရဖဲမဒီမตายရမတက်မဲ့ဖဲနေသွားတဲ့ဆံရတော့အ ਨੇ သောဆရာတော်ရဲ့တရားဟာသဝိပဿနာလို့ပြောမယ်ဆိုရင်သင်္ခါရုပ္ပခာလို့ပြောနိုင်မယ်တဲ့နေပြသင်္ခါရကြီးကိုသူတော်တော်ဥပ္ပခာပြစ်သွားနိုင်ပါတယ်နော်အဲအဲ့လိုဂုံနေတဲ့ပြည့်စုံတဲ့ဆရာတော်ကြီးကသူရဲ့တပည့်တော်ကတွေကိုလည်းအ ਨੇ သောအဲ့ဒီလိုဂုံနေနဲ့ပြည့်စုံအောင် နေနိုင်တဲ့အထိအဲ့ဒါသာသွားပြီဆိုရင်တော့နောက်ဆုံးအတောကံဝိရဇံခေမအတောကံဆိုရင်ကတိကင်းရင်းသွားဖို့ဝိရဇံကိလေသာမျိုးကတိကင်းရင်းသွားဖို့ခေမဖြန့်တာအစ်ဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့အထိကြကြအားထုတ်စေခြင်းပါပါအဲ့လိုကြကြအားထုတ်ခြင်းတည်တာနဲ့ဒီလိုဆရာတော်ကြီးကြီးအတွေ့ အမြင့်မြတ်ဆုံးနဲ့အပ္ပကံဆုံးပူဇော်ခြင်းမိတယ်လို့အဲ့လိုအာယုံပြုပြီးတော့ဆရာတော်ကြီးကိုအခုလိုတလပတ်လေတနှစ်ပတ်လေလို့မဟုတ်ပဲနဲ့နေ့တိုင်း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 မှာတော့တနေ့တခါမဟုတ်ဘူးဆရာတော်ရှင်းစင်ကတတ်မှတ်ထားတဲ့တိုင်းတနေ့တစ်ချိန်ပြည့်တစ်ချိန်၃ချိန်ဖြင့်၃ချိန်ပူဇော်ခြင်းဖြင့် ဆရာတော်ဆရာကောင်းတပည့်ပိသားရဲ့သဗ္ဗရတုပနေတိယအမိကောင်းကိုစနစ်တကျအသုံးချခြင်းဖြင့်ဥဒရာညာအစဉ်စီဖြင့်မိမိကိုယ်ကိုတိဆောက်၍မညာဘုံညာဖြင့်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြတဲ့ဆရာကောင်းတပည့်များဖြစ်ပါစေလို့ဆုတောင်းရင်းဒီကိုချုပ်ပါပါ ဟဲ့ရေသက်ချအမြဝေပါဘောနော်ဆိုဣဒံမေပုံညာနိဗ္ဗာန်တတပစ္စည်းယောဟောတုယနေ့ယခုကျေးဇူးရှင်ဆရာတော်ကြီးတလားပြေအထိတ်မှပူဇော်ရသောဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှု ဝေယဝိသကုသိုလ်ကောင်းမှုအစစသည်ရှင်သူရှင်ဆရာတော်ကြီးနဝနန္နာနဝနန္နာဇာတိဝမ်းမြောက်တန်စေကြောင်းကုသိုလ်ရှင်အာလုံးတို့ဤဆင်းရဲခတ်တဲ့ထုတ်ငင်းရာနိဗ္ဗာန်ရောက်ကြောင်း ကောင်းသောအထောက်အပံ့ပါစေသာအိမာပုံရပါကပပသတ္တနာဒီမာဤကောင်းမှုကုသိုလ်ဘုဂောအထူးအားဖြင့်ရှင်စဉ်ရှင်လိုင်းပါစေဆရာတော်ဘုရားကိုအမှုထား၍ကိုဆောင်က ကြောင်ဆောင်နာအိမ်ဆောင်နာညို့ရွာဆောင်နာလောကဆောင်နာပါဏာရောဆောင်နာအစရှိကုန်သောနာဖောင်းတို့အလကားတန်တရာအစစမမေခုဘဝတိုင်အောင်တော်ဆက်ခဲ့ကြကုန်သောမိမဘုရားဆရာသမား အဆွေအမျိုးညာတိမိတ်တင်ကဟာရောအလကခတ်တဲ့တို့သောဝိနေယဒုက္ခိတာဒုက္ခိတာတတဝါဘုဒ္ဓမြတ်ရောအလကအမြ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 ပြေဝင်ပါ၏ကျွန်ုပ်တို့နှင့် တ်တူသမယကောင်းမှုဤအဖို့ဘာကကိုရရှိခံစားနိုင်အောင်ဝမ်းမြောက်ဝမ်းသာစာဓုကိုနိုင်သည်ဖြစ်ကြပါစေသောကုသိုလ်အမယအမယအမယရောကြပါတော့အာ တုသာရိကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာကုသိုလ်အမြအမြအမြယူရမူကြပါတော့သာ Siyaro, no one than a cat, the one young neighbor,